မင်္ဂလာပါရှင်ဒီနေ့ဧပြီ29ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတွေကတော့ American လေရင်တင်သင်းဘောပေါ်ကတိုက်လေရင်ပင်လေတဲ့ပြုတ်ကျဆုံးရှုံးခဲ့ရတဲ့သတင်း Spain နဲ့ Portugal မှာ나ဂျီအတော်များများဇက်တိုင်မိပြက်ပြီးအရှုပ်အထွေးတွေဖြစ်ပေါ်နေတဲ့အကြောင်း Euro တန်း50တန်ပကြီကားကခလေးတဦးကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ခဲ့တဲ့အချိန်လေးဒီသတင်းတွေတင်ဆက်ပေးမှာပါဟိုတီရီရဲ့တိုက်ခိုက်မှုကိုတင်းရှောင်ချိန်မှာအမေရိကန်လေရင်တင်သင်းဘောပေါ်ကတိုက်လေရင်တစီး ပင်လယ်ထဲပြုတ်ကျပြီးဆုံးရှုံးသွားခဲ့ပါတယ်။ April 28ရက်နေ့ကဖြစ်စဉ်မှာ American ရေတပ်သားတဦးလည်းဒဏ်ရာရခဲ့ပါတယ်။ Yemen နိုင်ငံခြေဆိုင်ဟူသီတပ်ဖွဲ့တွေကိုတိုက်ခိုက်နေတဲ့စစ်စင်ရေးမှာပါဝင်နေတဲ့ American လေယာဉ်တင်သင်္ဘောကြီး USS Harry S Truman မှာကြုံတွေ့ခဲ့တာပါ။ဒီဖြစ်စဉ်အတွင်း FA18 Super Hornet တိုက်လေယာဉ်တွေကိုဆွဲယူရမှာအသုံးပြုတဲ့ကရင်ကားငယ်ပါပင်လယ်ထဲကျသွားခဲ့ပါတယ်။ FA18 ဟာ ်သင်္ဘောကုန်းပတ်ပေါ်မှာပဲကရင်ကားနဲ့တွဲရရှိနေတဲ့အချိန်လေရင်တင်သင်္ဘောရဲ့ရုတ်တရက်ကွေ့ပတ်လမ်းကြောင်းပြောင်းခုတ်မောင်းမှုကြောင့်လေရင်ရောကရင်ကားပါရေထဲတွဲရပြုတ်ကျသွားခဲ့တာလို့သိရပါတယ်။ဒါဟာ USS Harry S Truman အတွက်တော့6လအတွင်းဒုတိယမြောက် FA-18 တစီးဆုံးရှုံးရခြင်းလည်းဖြစ်လာပါတယ်။ပြီးခဲ့တဲ့နှစ်ကောင်ပိုင်းတုန်းကလည်းအချမ်းအယံ Cruiser စစ်သင်္ဘောဖြစ်တဲ့ USS Gettysburg ကမှာရင်ပြစ်ချတာကြောင့် FA-18 တစီးပြတ်ကျခဲ့ပါသေးတယ်။ USS Harry S Truman ဟာဟိုတီရီကိုတိုက်ခိုက်တဲ့စစ်စင်ရေးတွေအတွက်အရှိအလဲပိုင်းဒေသကိုရောက်ရှိနေတဲ့ American လေယာဉ်တင်သင်္ဘောကြီးနှစ်စီးတည်းကတစ်စီးဖြစ်ပါတယ်။ရီမင်ကမ်းလွန်မှာဖြတ်တန်းခုံမောင်းနေတဲ့အရက်ဘတ်ရေယာဉ်တွေကိုဟိုတီရီကလတွေနဲ့ချီတိုက်ခိုက်နေတာကိုအပိတရက်တန့်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ American သမ္မတ Trump ကဟိုတီရီကိုလေကြောင်းကနေဘုံကျဲဖို့ March 15ရက်နေ့မှာညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ဟိုတီရဲ့တုံ့ပြန်မှုကြောင့်လည်းအမေရိကန်ရဲ့ခင်မီစစ်လက်နက်တွေဆုံးရှုံးရတဲ့အခြေအနေတွေလည်းရှိခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တွေထဲမှာတည်းဟိုတီတွေရဲ့ပစ်ချမှုကြောင့်အမေရိကန်ရဲ့ခင်မီ MQ9 စစ်စင်ရေဒရုန်း9စီးထိဆုံးရှုံးခဲ့ရပြီးပါပြီ။နောက်ပြီးအောက်တိုဘာ2ကုန်ပိုင်းကစလို့ဟိုတီရေဟာပင်လယ်နီရေပြင်မှာတိုက်ခိုက်မှုစတင်လာတဲ့နောက်ပိုင်းအမေရိကန်ရဲ့ထောက်လှမ်းရေးဒရုန်းတရားစင်ကျော်ကိုလည်းပစ်ချခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်ရှင်။ စပိန်နဲ့ပေါ်တူဂီနိုင်ငံတွေမှာနာရီအတော်များများဇက်တိုက်မိပြနေတာကြောင့်အခက်အခဲတွေမျိုးစုံကြုံနေပြီးအာဏာပိုင်တွေကပြင်ဆင်ဖြေရှင်းမှုတွေကိုအပူတပြင်းလှုပ်ဆောင်နေပါတယ်။အဲ့ဒီမိပြမှုတွေကစပိန်နဲ့ပေါ်တူဂီနေရာအနှံ့မှာကျေကျေပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီးပြင်သစ်နိုင်ငံရဲ့အစိတ်အပိုင်းတချို့လည်းပါဝင်ခဲ့ပါတယ်။ April 28ရက်နေ့တနေကုန်နေ့ပါကြာပြီးတဲ့အထိအဲ့ဒီနိုင်ငံတွေကတန်ပေါင်းများစွာသောပြည်သူတွေဟာမိပြန်လာဖို့ကိုစိတ်ပြက်လက်ပြက်စောင့်ဆိုင်းနေကြရဆဲပါ။ ဓာတ်အားပြတ်တောက်မှုတွေကြောင့်နေရာအနှံ့မှာရှုပ်ထွေးမှုတွေဖြစ်ပေါ်ခဲ့သလိုလုပ်ငန်းလေပတ်မှုစနစ်တွေလည်းရပ်ဆိုင်းကုန်ပါတယ်။စပိန်နဲ့ပေါ်တူဂီလေးစိတ်အများပြားဟာလေကြောင်းခရီးစဉ်တွေကိုဖျက်သိမ်းတာရွှေ့ဆိုင်းတာတွေလုပ်ဖို့ညွှန်ကြားခဲ့ရပါတယ်။ပြင်သစ်နဲ့စပိန်ကြားမှာဓာတ်အားချိတ်ဆက်တဲ့ဆက်ကြောင်းနေရာကပြဿနာတစ်ခုဟာအခုလိုဓာတ်အားပြတ်တောက်မှုတွေကိုဖြစ်ပေါ်စေတာလို့သိရပါတယ်။စပိန်ဟာဥရောပရဲ့ပင်မဓာတ်အားကွန်ရက်ကြီးနဲ့အဆက်ပြတ်သွားပြီးအဲ့ဒီဒဏ်ကို စပိန်သာမကပဲ ်အိန္ဒိယပေါ်တူဂီပါခန်းစားရတာဖြစ်ပါတယ်ပထဝီဝင် အနေအထားအရစပိန်နဲ့ပေါ်တူဂီတို့ဟာဥရောပတိုက်ရဲ့အနောက်ဘက်ဆုံးမှာတည်ကြတည်ရှိနေကြပြီးဥရောပနဲ့အဲ့ဒီနှစ်နိုင်ငံကြားမှာပြင်သစ်နိုင်ငံတည်ရှိတာပါမီးတွေပြက်နေချိန်မှာယထာပြေးဆွဲမှုတွေအပါအဝင် ပြည်သူတည်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေပါရက်ဆိုင်ကုန်တာကလည်းအရှုပ်အထွေးတွေကိုဖြစ်ပေါ်လာစေပါတယ်ဧပြီ28ရက်နေ့ညတကောင်မှာတော့နိုင်ငံရဲ့90ရာခိုင်နှုန်းဓာတ်အားပြန်ရပြီလို့စပိန်ဝန်ကြီးချုပ်ကပြောပေမဲ့ ကြံတဲ့နိုင်ငံတဝက်ကတော့နာယီပေါင်းအတော်ကြာအောင်ဆက်ဆောင်ရပွဲရှိနေပါတယ်။ပေါ်တူဂီမှာတအားဖြန့်ဝေပေးနေတဲ့ REN ကုမ္ပဏီကတော့အိမ်ပေါင်း9,500တောင်းစီကိုဓာတ်အားစတင်ပေးပို့ထားပြီလို့ပြောပါတယ်။စပိန်ဝန်ကြီးချုပ်ကဓာတ်အားပြတ်တောက်မှုအကြောင်းရင်းကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့အတည်ပြုခဲ့ပြီးကောလာဟာလာတွေကိုသတိထားကြဖို့တိုက်တွန်းထားပါတယ်ရှင်။ Netherlands နိုင်ငံကပြတိုက်တစ်ခုတည်းကလေးတယောက်ကြောင့်ယူရိုသန်း90တန်ပကြီကားမှာ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်ရော်တာဒမ်မြို့မှာရှိတဲ့ပြတိုက်တစ်ခုက အခုအခါမှာတော့အမေရိကန်အမှုပညာရှင်မက်ဂရော့ခိုရဲ့လက်ရာပတိကားကိုပြန်လည်ပြင်ဆင်ဖို့အဆင့်တွေအတွက်စတင်စဉ်းစားနေပြီလို့ဆိုပါတယ် Gray Orange and Maroon Number 8ပတိကားကိုရော့ခိုက1962ခုနှစ်မှာရေးဆွဲခဲ့တာဖြစ်ပြီးပတိကားရဲ့တန်ဖိုးကိုတော့ပြတိုက်ကမထုတ်ပြန်ပါဘူးဒါပေမဲ့ကျွမ်းကျင်သူတွေကတော့တန်ဖိုးယူရိုတန်90လောက်ရှိမယ်လို့ခန့်မှန်းကြပါတယ် ဖြစ်စဉ်အသေးစိတ်ကိုအတိအကျမသိရသေးပေမဲ့ပကြီကားအနီးတစ်ဝိုက်မှာအဆောင်တွေမရှိတဲ့အချိန်ပြဿနာကြုံခဲ့တာလို့ဆိုပါရယ်ပကြီကားရဲ့အောက်ခြေနားမှာသေးငယ်ပြီးအပေါ်ယံလောက်ပဲဖြစ်ပေမဲ့ထင်သာမြင်သာချစ်ရတွေထင်ကျက်နေခဲ့တာလို့ပြတိုက်ကဆိုပါရယ်ပြင်ဆင်မှုကုန်ကျစရိတ်ကိုဘယ်သူကြခံမလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးရော့ခိုရဲ့1958ခုနှစ်လက်ရာ Black and Maroon ပကြီကားဟာလန်ဒန်မှာရှိတဲ့ပကြီးပြကန်းမှာ2012ခုနှစ်အောက်တိုဘာလတုန်းက လူတယောက်ရဲ့ရည်ရွယ်ချက်ရှိရှိဖြတ်စည်းမှုကိုခံခဲ့ရပါတယ်။အဲ့ဒီကိစ္စမှာကျူးလွန်သူကထောင်ဒဏ်နှစ်နှစ်ကြာခံခဲ့ရပြီးသူ့ရဲ့လောက်ရအတွက်လည်းပြန်တောင်းပန်ခဲ့ရပါတယ်ရှင်။ People's Prayer ရဲ့နိုင်ငံတကာသတင်းတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။